မလုပ်ပေးချင် तू ကစော်ကြည့်ရလေကိုကူကိုပဲလုပ်ချင်တာ तू ကလာ तू ကကုညီပေးဖို့တော့အချိန်အားရလားမသိဘူး तू ကလည်းဆိုမှကော်မလေးကိုရှောင်နေရတော့ तू ကကျွန်တော်တို့ဆိုင်စီနီယာလဲကြသလိုပရိသတ်အားပေးမှုလည်းပိုများတယ်သူတပြည့်သူစီမှာမင်္ဂလိပရိသတ်ရန်များတာကိုဆိုတော့ကျွန်တော်တို့ဆိုင် तू ကအရန်ကော်မလေးချစ်ခင်ချစ်ချင်းမြတ်တာကိုရရှိရဟာဆိုတော့အားတော့ကြောက်အခုနိုင်လွင်ကို ချစ်ကြသလိုနိုင်လင်ကိုတရိထားမိကြသလိုဒီဒီခုနလပိုင်းမှာယုံတင်မဲ့ပြင်စလန်မိုးပေါ့နော်ပြင်စလန်မိုးတွေကဇော်ဝင်းကိုလည်းနိုင်လင်လိုမျိုးချစ်စေခြင်းတယ်အပြင်အဲ့ပြင်စလန်မိုးပြီးတာနဲ့တင်မဲ့လူပြထောင်းကားမှာအဲလူပြထောင်းရုပ်ရှင်ကားကြီးမှာဆိုလို့ရှိရင်လေအဲ့လိုနိုင်လင်ကိုချစ်သလိုဇော်ဝင်းကိုချစ်သလိုတေစာဆိုတဲ့တယောက်ကိုလည်းချစ်စေခြင်းတယ်ဒီအသက်ရွယ်ချောင်းမှာပိုသွားကြောင်လို့ဝိုင်းရိုက်ခံကြားလို့မှမကောင်းတိတိကျကျပြောရကျွန်တော်တချင်းပရမတ်ဆုံးကျွန်တော်တချင်းရင်ကြီးတာကိုတချင်းရေးပြီးတော့တေးရင်နေနဲ့ကျွန်တော်၄ခန်းနှစ်လောက်နေပြီးတော့မှ ကျင်းဆိုတာဆိုပြီးတော့2015လောက်မှရုပ်ရှင်ရိုက်တာဆိုတော့အားလုံးတွက်လိုက်အခုဆိုအနည်း20လောက်ဖြစ်သွားပြီအဲဘယ်လိုပြောမလဲတေးဥဆောင်ကကြတော့လေကိုကိုကူညီပေးမဲ့အနောက်ကနေ support လုပ်ပေးမဲ့လူရှိအောင်မခေါ်ရိုက်တဲ့လူတွဲခေါ်တဲ့လူရှိအောင်မအဆင်ပြေပါဘူးတချင်းကြတော့ကိုပေါ့ကိုကိုချစ်ကိုလက်နဲ့တယောက်တည်းလှုပ်လိုက်လို့ရတယ်လေ ရုပ်ရှင်ကြတော့ဖွဲ့စည်းနေလောက်ရတာဖြစ်တဲ့အတွက်ကိုယ်ကိုကြီးပေးမဲ့လူဆွဲခေါ်မဲ့လူရှိမှအဆင်ပြေတာဆိုတော့ဒါဒီနောက်ပိုင်းနှစ်တွေမှာကကျွန်တော်တို့ချစ်ပြီးတော့ကိုကြီးပေးတဲ့လူတွေများလာတဲ့အခါကျတော့အခုလိုမျိုးအမှုပညာနဲ့ပတ်သက်ပြီးအလုပ်လုပ်တဲ့ဟာလေးကနည်းနည်းစိတ်သွားတဲ့သဘောပေါ့ဟုတ်အဲအဓိကတော့ဆိုင်းကိုကျေးဇူးတင်တယ်ပေါ့နော်ကျေးဇူးတင်ရတဲ့အကြောင်းရင်းကဟိုသူကကျွန်တော်ပရမဧည့်သည်အနေနဲ့ဟိုအခုညတောင်းပြီးခေါ်ရိုက်နေရတာနေမှာ အဲတကားလုံးအဲ့လို character တစ်ခုပေးပြီးတော့တကားလုံးသူ့ဘေးနားမှာခေါ်ထားပြီးတော့အဲ့လိုရိုက်လိုက်တဲ့တော့လေခြေသွေးနောက်တစ်ခုကတော့အဓိက sign နဲ့မသိပေါ့နော်မသိကြအောင်ကျွန်တော်ဦးမိဝါနဲ့ဆုံးခွင့်ရတာဦးမိဝါနဲ့ရိုက်ခွင့်ရတာဆိုတော့အဲ sign ကပြီးသွားတဲ့အချိန်မှာလဲနောက်ကားကြီးကိုကျွန်တော်ဦးမိဝါနဲ့ဆက်ရိုက်ရတယ်ဆိုတော့ဒါကျွန်တော်ရိုက်ချင်နေတဲ့ writer တယောက်နဲ့ရိုက်ခွင့်ရတဲ့အတွက်လဲကျွန်တော်ကပြောတယ်ညနေမော်လာအပြင်တိုင်းမှာပဲစမ်းလည်းအပြင်တိုင်းကြည့်ရေးတာဒီပါဒီကားမှာမင်းသမီးနှစ်ယောက်ပါလေ ။အိုးမိသားနဲ့မေတို့ကင်နှစ်ယောက်စလုံးနဲ့ဆိုင်းနဲ့ပတ်သက်မှုကြားထဲမှာကျွန်တော်ကအဲ့လိုအခရာကြတဲ့လူတယောက်ဖြစ်နေရ။ကျွန်တော်ကြောင့်သူတို့တုံအောင်စုံစုံရတာ။ဟုတ်တယ်ပြင်တိုင်းပဲပြင်တယ်ခင်ဗျားတကာတွေအောင်တယ်ပေးနေကြမလုပ်ပေးချင်သူကစော်ကြည့်ရလေကိုကူကိုပဲလုပ်ချင်တာသူကလား ။ तू อ่ะกุญญีไปหมดတော့အချိန်အားရလားမသိဘူး။ तू อ่ะဆိုဟိုမှာကောင်မလေးကိုရှောင်နေရတော့။ तू อ่ะကျွန်တော်တို့ဆိုင်စီနီယာလဲကြသလိုပရိသတ်အားပေးမှုလည်းပုံများတယ်။အထူးသဖြင့်သူစီမှာမင်္ဂလိပရိသတ်ရန်များတာကိုဆိုတော့ကျွန်တော်တို့ဆိုင် तू อ่ะအရန်ကောင်မလေးချစ်ခင်ချစ်ချင်းမြတ်တာကိုရရှိရဟာဆိုတော့အားတော့ကြောက်။အကယ်ဒမီကကြောက်လေ။စူးစမ်းနေလည်းမရဘူးလေ။ကန်တရားနဲ့လည်းဆိုင်သေးရအောင်။ပြီးတော့ဒါသူပြစ်ချိန်တန်လို့ဒါဆိုင်တယောက်တွေပြောမှာပုံနော်။တော်တော်များများ ဟိုနှစ်ပေါင်းများစွာဒီအနုညာလို့လုံနေပြီကိုကြီးနေအကယ်ဒမီမြာသေးပဲနဲ့တရုတ်ဆောင်တကယ်အရန်တော်ရဲလူတွေအများကြီးရှိတယ်ဆိုတော့ကန်တရားနဲ့လည်းဆိုင်တယ်လို့တော့ကျွန်တော်ထင်ပါတယ်ပြီးတော့လူတယောက်ကသူဖြစ်ချိန်တန်းလာပြီဆိုရင်တားလို့မရဘူးလေနော်ဖြစ်ရမယ့်အရာဖြစ်ကိုဖြစ်မှာဆိုတော့ဟိုကျွန်တော်ကတော့ကန်တရားပဲပုံချတယ်ခုနောက်ပိုင်းဘယ်ကိစ္စပဲဖြစ်ဖြစ်ဆိုင်ရကြတော့တနေ့တကားဆိုတာကသူကိုယ်ရင်ကိုကလည်းသူရိုက်ချင်တဲ့ကားကိုသူကအချိန်ယူပြီးတော့သူလိုချင်တဲ့ဟာတွေပြင်ဆင်ပြီးတော့မှသူကတနေ့တကားပဲရိုက်တာပေါ့သူများတစ်ခါလေလို့အများကြီးသူကလည်းမရိုက်ဘူး ဘာလို့လဲတော့မသိအဲ့ဒါသူ့မိမပဲသိတယ်ကျွန်တော်သူစီကတေဥဆောင်ပညာလည်းမယူတချင်းနဲ့ပတ်သက်တဲ့ပညာလည်းမယူအဓိကကျွန်တော်ဆိုင်းစီကဘာယူလဲဆိုတော့အဓိကကတော့သူပေါင်းသဆက်ဆက်ရေးမှာသူဘလို့လဲအလုပ်လုပ်တဲ့အခါမှာသူဘလို့လောက်တာလဲအဲ့ဒီဟာတွေကျွန်တော်အဓိကလုပ်ငန်းနဲ့ပတ်သက်တဲ့ဟာပဲကျွန်တော်ယူတယ်ဟုတ်ကျွန်တော်ရင်အရင်ရင်ဟိုးငငယ်လေးတွေကလည်းကျွန်တော်အင်တာဗျူးတွေမှာဖြေဥပါတယ်ကျွန်တော်ကခေါင်းမာပြီးလှုပ်ရှင်တာလုပ်တဲ့လူဖြစ်တဲ့အတွက် တကယ်တမ်းဆိုကျွန်တော်ရဲ့နုပညာလှုပ်ရှားမှုတွေတခြင်းတွေကိုအားပေးတဲ့ပြိတ္တာကလူနည်းစုပဲရှိတာတကယ်လက်တဆုပ်စာပေါ့နော်လူနည်းစုလေးပဲရှိရတာနေအခုလူနည်းစုကနေအဲ့လိုလက်တပွေးတစ်ပိုက်စာဖြစ်လာတဲ့အတွက်ကျွန်တော်ကအတိုင်းအစမရှိကျွန်တော်ပျော်တယ်ကျေနပ်တယ်ပြီးတော့အခုလိုမျိုးအဲကျွန်တော်ပုံမှာတန်ဖိုးထားပြီးသူတို့တွေအားပေးတာနဲ့တန်အောင်လဲကျွန်တော်ကသူတို့တွေဦးစားပေးပြီးတော့သူတို့စိတ်ကျေနပ်အောင်သူတို့စိတ်ချမ်းသာအောင်ကျွန်တော်ကအဲ့လိုအနုပညာလှုပ်လှုပ်ဖို့အတွက်ပဲကျွန်တော်ကောင်းနေမှာရှိပါတယ်ဟုတ်